အမစကားအချို့သူများမှာဝီဒီဥစ္စာမိမကျဲဝတော့လဲဥစ္စာနဲ့ထက်တူတောက်ကတွေထူပြောကချမ်းသာဒုက္ခကင်းမဲ့နေကြရတယ်။ညာလူကြကန်ကြီးမားတဲ့အချို့ပုပ်ပုံများမှာလည်းအများမြင်ရအစင်သမ်းမိမြညင်မာနေတော့လဲသူတပတ်ပေါ်မေတ္တာယူနာမထားနိုင်။သူတပတ်ဤအစင်ပြေမှုအောင်မြင်မှုများပေါ်မူရီတာမပွားနိုင်တဲ့ဖြင့်ဝင်းတို့မြစ်စရာစိတ်တို့ဤနှိမ့်ဆက်မှုကိုခံနေကြရတယ်။အောင်မြင်တို့ကြသောပုပ်ဟုအများပြားလဲထူထူသောအကြောင်းကြောင့်ညာပြင်စိတ်တဒုက္ခပြေဝမှုမရရှိကြသည်။စင်စစ် တနာဥစာရာဇူရာကနဲ့အောင်မြင်ကျော်ကြောင်းချင်းတို့ညီသည်သူဟာစိတ်ချမ်းသာမှုကျင်းနဲ့အားရမှုများပေးဆွနိုင်သည့်အရာများသာဖြစ်ပါရဲ့သို့တော့သူတို့ဒီတသက်ဖြင့်မပြေကျုံနိုင်ချမ်းသာသူကပြေဝရန်အတွက်လူ၌ကျမ်းမာတန်ရှင်သောအခြေခံစိတ်ဆောင်တစ်ခုတည်းရှိထားမှုလူပါသေးတယ်ဒီဆောင်ကိုမေတ္တာယူနာမူရိတာစိတ်များဖြင့်အခြေတည်ရတယ်မလိုအပ်သည့်နေရာတွင်ခံစားမှုမပွားဥပဒေထားလိုက်တတ်သည့်စိတ်မျိုးတွေရှိရတယ်ကောင်းနွန်းသောအနေအထားများအတွက် ။ဒီနေ့မပြတ်ရှုလုံးတော့နေသားများအတွက်လည်းရောက်ရမခက်သည့်ကြက်ခိုင်တည်ရသောစစ်မျိုးတွေဖြစ်သေးပေးရပါဦးမည်။နှလုံးနာဟာရယသစာများဟုအမည်ပေးရသည့်ဤစာအုပ်တွင်ဇာဖတ်သူ၌ကျမ်းမာတန်ခိုးသောစိတ်ဆောင်တစ်ခုတည်ဆောက်နိုင်ရေးအတွက်လူဝတ်သမ ्या စိတ်တက်ခွန်အားများဖြည့်တင်းပေးနိုင်မည်ယသစာကောင်းများကိုဆွေးနွေးဖော်ပြပေးထားပါရ အာရတထုတ်စီဗီတာမင်အာဒီတောင်တထောင်စီတပွဲတည့်ရစွာထုတ်ဝတ်ပြင်ဆင်ထားသည့်ဤစာများကိုဖတ်ရှုခြင်းဖြင့်စာဖတ်သူဖို့ညာပန်းချိန်၌ရင်းနှီးနှလုံးသားတဲ့တွင်ခုတူစိတ်ပြေဝနေတွေ့စွာအိဆက်နိုင်ယူနိုင်ခြင်းအနက်မူးတောက်ချိန်၌ခြေလင်းသောနှလုံးသားရှင်ပြသောစိတ်ဓာတ်တို့ဖြင့်လောကကိုနှုတ်ဖုံးဆက်တနိုင်ခြင်းစသောအကျိုးသူများကိုခံသားရလိမ့်မည်ဟုညွှန်လင်းမိပါတယ်။ကောင်းနေတဲ့ခွေးလေးကြောင့်စတုဒံပိုင်ခြင်းကဆိုင်ကားပေါ်မှာဆိုင်းဘုတ်တစ်ခုထည့်ချလိုက်တယ်။ဖွေးပုတ်ကလေးများရောင်းလည်ရှိသည်။ဒီကြောင့်များကိုကလေးတွေနှုတ်စိတ်ဝင်စားတယ်။ သူတို့တွေကခွေးကြည့်တဲ့သူများမဟုတ်ပါလားအနာကြာမှာပဲကလေးတယောက်ဆိုင်ဘွားဝတ်သူရောက်လာတယ်ဖူးလင်းကဘလောက်ရောင်းလဲကမင်းကသူကမေးတယ်ဒေါ်လာ30ကနေ50တိဈေးစားသက်ရှိတယ်ဟုဆိုင်ရန်ပြန်ပြေးတယ်ကောင်းလေးကသူ့ရဲ့မှာရှိသည့်ပတ်စံကျွေးလေးနိုင်တော့တယ်ကျွန်တော်မှာ2ဒေါ်လာနဲ့38တင်းရှိပါတယ်ခွေးလေးတွေကျွန်တော်ချီလို့ရမှာမြဆိုင်ရှင်ကပြောတယ်ထို့နောက်ခွေးရင်ထဲမှာရှိနေသည့်ခွေးမကြီးကိုလေချုံပြီးခေါ်လိုက်တယ်ခွေးမကြီးဆိုင်ရန်နဲ့ပြင်းဝင်လာတော့သူ့နောက်ကခွေးပေါက်လေး၅ပုံကတန်းဆွေလိုက်ပါလာတယ်ပြစီကွေးလေးတွေအမွေးတွေတိတ်ရှိတော့တကူနှုတ်မွေးတွေဖုံးလာတုံးနေတယ် ိုက်တီထဲမှာမှာတကောင်ကဟူးနောက်မှာပြတ်တန်ခဲ့တယ်။သူကထော်ဒီထုံးနေတဲ့လမ်းလျှောက်တတ်တယ်လို့။ကောင်လေးကဒီဟာလေးမြင်တော့ချက်ချင်းစိတ်ဝင်စားသွားတယ်။ဒီကွေးလေးကဘာဖြစ်တာလဲ။ကွေးလေးမှာမွေးကလေးကတင်းမစုံယုံယူွက်ပါမလားတဖြင့်တတ်တလုံးချီထောင်းနေဖြစ်နေပြီဟုဒိတ်ကျန်စီကူးဆရာဝန်ကပြောဆိုဒီကြောင်ဆိုင်ငင်ကရှင်းပြတယ်။ကောင်လေးကဘိုးကြီးစိတ်ဝင်စားသွားတယ်။ဒီကွေးလေးကျွန်တော်ဝယ်ခြင်းနေဗျာ။သူကဆိုတယ်။ဟာမဝယ်ပါနဲ့ကွာမင်းတကယ်လူချင်းကပေးပါမယ်။ ဒီသူကကြတော့ကောင်းနေမျက်နှာပြတ်သွားတယ်။သူကမကျင်တဲ့ဒီအမူအရာမျိုးနဲ့ဆိုင်စီနီကိုမော်ပြီးတော့ကန်ပြောတယ်။အလကားပြတဲ့ကျွန်တော်မလို့ဒီငွေမြ။ဒီဘူးလေးလက်ချမ်းနဲ့ခွေနဲ့တိုင်းလူတမှုရှိတာပဲလေ။တပြားသားမှမလျှော့ပါဘူး။ကျွန်တော်တန်မှုပြေးပေးမယ်။ဒါပေမဲ့ကျွန်တော်မှလောလောဆယ်2ဒေါ်လာနဲ့350ဖုန်းစမဲ့ပါတယ်။အခုအဲ့ဒါယူထားလိုက်။နောက်ကဒေါ်လာ150ကြီးတည်တဲ့ဒီကျွန်တော်ဆက်ပေးပါမယ်။တူတော့ဆိုင်ရှင်ကအချော့မပေး။ငွေပါနဲ့ကလေးကနောက်ကြတော့မင်းစစ်ပြတ်သွားလိမ့်မယ်။ဒီဘူးကပြေးနိုင်လားနိုင်မှာမဟုတ်ဘူး။မင်းနဲ့ခုံပုတ်ကစားနိုင်မှာမဟုတ်ဘူး။ဒီကကြတော့မှကောင်းလေးက ဆိုင်ရင်ကြီးကိုမော်ဂျီကတူပေါင်းမီအောင်နာသားကိုလှမ်းပြီးပြရင်ဒီဇန်တူတူနဲ့ပြောတယ်။ကျွန်တော်လည်းကောင်းအောင်မပြေးနိုင်ပါဘူးယာ။ဘာပီလေးကနေမှလည်းသူ့ကိုကိုချင်းစာမဲ့လူတယောက်တို့ရှိဖို့လူမဘောတဲ့။ကောင်းနေဂဲဆက်တော့ကလေးကအတော်ဆူဆူရော့ပင်တိမ်နေကောက်နေခါနန်းလျှောက်နိုင်ရန်အတွက်တတူးချုပ်တံများဖြင့်အပြည့်ပေးတာလေတဲ့။